င်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်မှာ KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာလက်စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုထတ်မှန်သိမ်းပိုက်လိုက်ပြီးစတရဲကြာစစ်စီရေးကာလအတွင်းမှာပဲအကြံဖတ်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း30ကျော်ကိုတင်စီရရှိထားတဲ့အပြင်စစ်ကောင်စီဝင်အယောက်300ကျော်ကိုအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်။မြန်မာနိုင်ငံတော်စစ်မှုထမ်းစင်ခေါ်ဇာတွေရောက်လာပြီးတဲ့နောက်ပိုင်း လူငယ်တွေဟာပုံစံမျိုးစုံနဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာနေကြပြီးရန်ကုန်လေစိတ်မှာပြည်ပထွက်ခွာတဲ့သူတွေနဲ့လိုက်ပို့တဲ့သူတွေဟာကြိတ်ကြိတ်တုံးနေကြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ကချင်ပြည်နယ်မှာ KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကဒီကနေ့မနက်ပိုင်းမှာလဲစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုတပ်မှန်သိမ်းပိုက်လိုက်ပြီး17ရက်ကြာစစ်စင်ရေးကာလအတွင်းမှာပဲအကြံဖက်စစ်ကောင်စီရဲ့တပ်စခန်းပေါင်း30ကျော်ကိုသိမ်းဆည်းရရှိထားတဲ့အပြင် စစ်ကောင်စီဝင်အယောက်300ကျော်ကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်ဒီကနေ့မတ်လ18ရက်နေ့မနက်ပိုင်းမှာပဲ KIA နဲ့မဟာမိတ် တပ်တွေကကချင်ပြည်နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုထပ်မံသိမ်းပိုက်လိုက်တယ်ဆိုပါလေကချင်ပြည်နယ်မှာမတ်လ9ရက်နေ့ကစပြီး KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကထိုးစစ်ကိုစတင်လိုက်ရမှာဒီကနေ့မတ်လ18ရက်နေ့အထိစစ်ကောင်စီရဲ့ Sombrabon ဘွန်ရေဘွန်မလီယန်ဒေါ်ဖုံးယန်ကတက်စကန်တွေအပါအဝင်စုစုပေါင်းစစ်တက်စကန်ပေါင်း30ကျော်ကိုအပိသက်သိမ့်ပိုက်ရရှိထားတယ်လို့မတ်လ18ရက်နေ့ဖြစ်တဲ့မနေ့ကတရက်ထဲမှာပဲစေကောင်စီရဲ့တက်စကန်ပေါင်းခေါနခုကိုသိမ့်ပိုက်ရရှိခဲ့တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီလိုကချင်ပြည်နယ်မှာစတရကြာစစ်စင်ရေးအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်300ကျော်ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ ကချင်ပြည်နယ်ပူတာအိုမြို့နယ်မှာရှိတဲ့စစ်တပ်လက်အောက်ခံခေါလန်ဖူးပြည်သူစစ်တအူဟာလက်နက်ခဲယံတွေနဲ့အတူအလင်းဝင်ရောက်လာတယ်လို့ပူတာအို PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့မတ်လ18ရက်နေ့မနက်ပိုင်းကပဲပူတာအိုမြို့နယ်ကစစ်တပ်လက်အောက်ခံခေါလန်ဖူးပြည်သူစစ်တအူဟာပူတာအို PDF တပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲဒီပြည်သူစစ်တပ်သားထွက်ပြေးလာတဲ့စစ်တပ်စခန်းထဲမှာနောက်ထပ်ထွက်လာခြင်းနဲ့ပြည်သူစစ်အယောက်20လောက်ရှိနေပြီး တို့ဟာပြည်သူနဲ့အတူပူးပေါင်းခြင်းပေမဲ့စခန်းထဲမှာစစ်သားတွေရှိနေတဲ့အပြင်စစ်ရေးပါတင်းမာနေတာကြောင့်ထွက်ပြေးလို့မရပဲဖြစ်နေတယ်လို့လဲပြောထားတယ်လို့ပူတာအိုပီတီရဲ့တာဝန်ရှိသူတူကရှင်းပြထားပါတယ်လက်ရှိမှာတော့မရရတဲ့ဂျာကအလင်းဝင်ဖို့စစ်တပ်စခန်းထဲကနေထွက်ပြေးလာတဲ့ခေါင်လံဖူးပြည်သူစစ်ရဲဘော်ကိုတော်လရင်တက်တွေကကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံထားပြီးနောက်ထပ်ကြံနေသေးတဲ့စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့လဲတိုက်ပွဲတွေဟာဇက်တိုက်ပြင်းထန်လာနေတဲ့အတွက်အချိန်မီ အမြန်ဆုံးလာရောက်ပူပေါင်းကြဖို့ကိုလည်းပူတာ OPDF ကထုတ်ပြန်ထားပါရခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံတော်ဝန်ပြည်သူတွေစစ်မှုထမ်းဖို့စင့်ခေါ်ဇာတွေရောက်လာပြီးတဲ့နောက်ပိုင်းလူငယ်တွေဟာပုံစံမျိုးစုံနဲ့ပြည်ပနိုင်ငံတွေကိုထွက်ခွာနေကြပြီးရန်ကုန်လေစိတ်မှာပြည်ပထွက်ခွာတဲ့သူတွေနဲ့လိုက်ပို့တဲ့သူတွေဟာကြိတ်ကြိတ်တိုးနေကြတယ်လို့လည်းပြည်ပအလုပ်ကိုင်းအေဂျင်စီတွေလေရင်လက်မှတ်အယောင်ကမ်ပဏီတွေနဲ့တက္ကစီရင်မောင်းတွေစီကနေသိရပါဗျအကြံဖတ်စစ်ကောင်စီကတော့ အခုမတ်လ23ရက်နေ့ကစပြီးနိုင်ငံတဝမ်းမှာစစ်မှုထမ်းမှုလူငယ်တွေကိုစင့်ခေါ်စာတွေတောက်လျှောက်ပို့နေပြီဖြစ်သလိုမိဘတွေကိုအစည်းအဝေးခေါ်တာတွေနဲ့မဲနိုင်ရွေးချယ်တာတွေပါနေရအနှံ့လောက်လာပြီးဖြစ်တဲ့အတွက်လူငယ်တွေဟာရရပုံစံနဲ့ပြပနိုင်ငံတွေကိုထွက်ခွာနေကြပြီဆိုပါတယ်လက်ရှိထိုင်းကိုသွားမဲ့လေရင်လက်မှတ်တွေဆိုရင်ရန်ကုန်ဘန်ကောက်လက်မှတ်တွေဟာအမြဲကုန်နေပြီအ ਨੇ စုံတပတ်ကြိုမတင်ရင်လေရင်လက်မှတ်ရဖို့မလွယ်ဘူးလို့ကိုလံဘိုလေရင်လက်မှတ်နဲ့ခီးသွားအေဂျင်စီအယောက်ဝင်တဲ့အုပ်ကပြောထားပါတယ် တစ်ဖက်မှာလည်းနိုင်ငံကူးလက်မရဖို့ပြည်တွင်းမှာတန်းစီလုံနေတဲ့သူတွေဟာလည်းပထမအဆင့်ကျူအာရရင်တော့အ ਨੇ စုံ3လကနေ6လအထိစောင့်ဆိုင်နေကြတယ်လို့လဲရန်ကုန်မှာနိုင်ငံကူးလက်မလုတ်ဖို့စောင့်ဆိုင်နေသူတက္ကသိုလ်ကျောင်းသားတို့ကပြောထားပါတယ်။တစ်ဖက်ကပြည်ပလုတ်ကိုင်းအေဂျင်စီတွေမှာလည်းမလေးရှားဒူဘိုင်းနဲ့ထိုင်းနိုင်ငံကိုသွားဖို့စည်ရင်ပေးတဲ့သူတွေစုံစမ်းတဲ့သူတွေဟာနေ့စဉ်အလွန်များပြားနေတယ်လို့ပြည်ပလုတ်ကိုင်းအေဂျင်စီတာဝန်ရှိသူတို့ကပြောထားပါသေးတယ်။တစ်ဖက်ကရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှာလည်း ပြည်ပထွက်ခွာတဲ့လူငယ်တွေဟာအလွန်များပြားနေပြီးပြည်ပထွက်မဲ့လူငယ်တွေနဲ့လိုက်ပို့တဲ့သူတွေဟာရန်ကုန်လိမ့်စိတ်မှာကြိတ်ကြိတ်တိုးနေကြသလိုအဲ့ဒီလိုက်ပို့တဲ့သူတွေပြန်ထွက်လာရင်အကုန်လုံးမျက်ရည်တွေနဲ့မြင်ရတာတော်တော်ကိုစိတ်မကောင်းဖြစ်ရတယ်လို့ရန်ကုန်လိမ့်စိတ်မှာရှိတဲ့ Grab Taxi အငှားရင်မောင်းတူကပြောထားပါတယ်အကျန်းဖတ်စက်ကောင်စီကတော့လူငယ်တွေကိုစစ်မှုထမ်းဖို့နိုင်ငံတော်မှာစင့်ခေါ်စာတွေတောက်လျှောက်ပို့နေပြီဖြစ်တယ်လို့မဲနိုင်ခိုင်းပြီးပောက်တဲ့သူတွေကိုလည်းတချို့မြို့နယ်တွေမှာစစ်တပ်ထဲကိုချက်ချင်းခေါ်သွားဓာတ်တွေပါလောက်နေပြီလို့သိရပါတယ်ခင်ဗျ တစ်ဖက်မှာလည်းအေယာဝတီတိုင်းဝါခဲမမြို့နယ်ကထီတန်ရွာမှကြေးရွာအုပ်ချုပ်ရေးမှူးလှဝင့်ဆိုတဲ့သူဟာကြေးရွာလေးပြည်သူတွေရှိကနေစစ်မှုမထမ်းခြင်းရင်ရွာကလူတွေစုပေါင်းပြီးသူ့ကိုငွေကျပ်360ပေးရမယ်လို့တောင်းရန်ပြီးတဲ့နောက်360လဲရရောရွာကလူငယ်သုံးဦးကိုစစ်တပ်စီပို့လိုက်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အေယာဝတီတိုင်းဝါခဲမမြို့နယ်ကထီတန်ရွာမှကြေးရွာမှရှိတဲ့လူငယ်တွေကို စစ်မှုမထမ်းရင်ရွာကလူတွေစုပေါင်းပြီးငွေကျပ်360ပေးရမယ်လို့ကျေးရွာအုပ်ချုပ်ရေးမှူးလှဝင်းဆိုသူကတောင်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်စစ်မှုမထမ်းရင်တော့တရွာလုံးကအုပ်ချုပ်ရေးမှူးလှဝင်းတောင်းတဲ့360ကိုစုပြီးပေးလိုက်ပြီမယ်။ပတ်စံလဲရသွားရောအုပ်ချုပ်ရေးမှူးလှဝင်းကမတ်လ16ရက်နေ့မှာရွာထဲကလူငယ်3ဦးကိုစစ်တပ်စီပို့လိုက်တဲ့အတွက်ရွာသူရွာသားတွေကမကြေနပ်ကြပါပဲ။ဘာမှလည်းလှုပ်လို့မရဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲခူးတိုင်းကျော်တကားမြို့နယ်နဲ့တောင်ကူးမြို့နယ်တွေမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှုတွေကလူငယ်တွေကိုစစ်မှုထမ်းဖို့မဲနိုင်ခိုင်းပြီးငွေကြေးပေးနိုင်တဲ့လူငယ်တွေကိုတော့မဲနိုင်မခိုင်းမဲနာမည်စင်းမထည့်သလိုငွေကြေးမပေးနိုင်တဲ့လူငယ်တွေကိုသာနာမည်စင်းတွေထည့်ပြီးစစ်တပ်ကိုပေးနေသလိုကျေးရွာနေပြည်သူတွေစီကနေလဲစစ်မှုထမ်းရမယ့်လူငယ်တွေအတွက်ဆိုပြီးလာစဉ်အလှူငွေထက်ဖို့ငွေတွေကိုပါမတရားကောက်ခံနေတယ်လို့သိရပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာအကြံဖတ်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအတွက်အကောင့်ထဲပေါ်နေတဲ့သူအားလုံးကိုတိတိယောက်ယောက်အေးအေးယူသွားမယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းတော်လှန်ရေးလူငယ်အင်အားစု SSRY တပ်ဖွဲ့ကဒီနေ့မတ်လ17ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းမှာအကြံဖတ်စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကိုလိုက်လုံနေတဲ့လဝကထွေအုပ်ရက်ကျေးယာအိမ်မှုစစ်အိမ်မှုတွေနဲ့နောက်လိုက်တွေဟာပြည်သူတွေကိုမတရားချိမ့်ချောက်ပြီးကိုဂျိုးရှာနေကြတယ်ဆိုပါတယ်အဲ့ဒီလို့ အကြံပစစ်တက်ခိုင်းတဲ့အတိုင်းစစ်မှုထမ်းဥပဒေကိုအကောင့်ထဲပေါ်လိုက်လုံနေတဲ့သူအလုံးရကြဲအုပ်ချုပ်ရင်းမှုတွေပါမကြံထိထိရရအရေးယူသွားမှာ ဖြစ်တယ်လို့တော်လိုင်းရဲ့လူငယ်အားစု SSRY တပ်ဖွဲ့ကနေတတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလဲရန်ကုန်မြို့တနီယာမှာလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကတော်လန်လူငယ်တွေစူပေါင်းပြီးအကြံပစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ရင်းနဲ့စစ်ကြုံမခံဖို့တပိတ်လှောင်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်အကြံပစစ်ကောင်စီက လက်ရှိနိုင်ငံတော်မှာလူငယ်တွေကိုစစ်မှုမထမ်းမနေရဥပဒေထုတ်ပြီးအတင်းအကျပ်စစ်မှုထမ်းခိုင်းမှုစစ်ကြုံဘဝရောက်အောင်တွန်းပို့နေပြီးပဲဖြစ်ပါတယ်။လက်ရှိရန်ကုန်မြို့မှာလည်းလုံခြုံရေးတွေအထူးတင်းကျပ်ထားသလိုအဲ့ဒီလိုတင်းကျပ်ထားတဲ့ဂျာကပဲရန်ကုန်မှာရှိတဲ့တော်လန်လူငယ်တွေဟာရန်ကုန်တပုံးများစာသားပါဘန်နာကိုကင်ဆယ်ပြီးရန်ကုန်မြို့တနေရာမှာအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ဖို့နဲ့စစ်ကြုံမခံဖို့ပျောက်ကြားတဲ့ပိတ်လှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတပိတ်လှုပ်ရှားမှုကိုရန်ကုန် Revolution Force YRF မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ရန်ကုန်လူထုတပိတ်နဲ့ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ចောင်းသားများတမကတို့ကနေပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ